ဆိုရဘောကနေတိုင်းတောင်းချေချင်တဲ့ယရနာဆိုင်ပန်ရှင်ဖြစ်လာတဲ့အဆိုရရေဘကဝင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်အေဂရစ်တိုင်ယာရီကနေပြလဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမတို့ပြပြချင်တဲ့အကြောင်းအရာကတော့ဂီတာလောကမှာထိတ်တန်းကနေအောင်မြင်ခဲ့သလိုအခုစီးပွားရေးလောကမှာပါထပ်မံအောင်မြင်မှုတွေရရှိနေတယ်အနုပညာရှင်တဦးကြောင့်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်အနုပညာလောကကနေစီးပွားရေးလောကတွေကိုကူပြောင်းပြီးတော့အောင်မြင်နေတဲ့သူတွေအများကြီးရှိတဲ့ထေကားမှာအခုသလောပရိသတ်တွေကြားမှာပါပါဇက်ဖြားမှာပြောစမတ်တွင်နေသူကတော့အဆိုရ ော်ရီဘကာဝင်းပဲဖြစ်ပါတယ်။အဆိုတော်တယောက်အနေနဲ့ပရိသတ်ရဲ့အချက်ကိုအပြည့်အဝရရှိထားတယ်လို့စီးပွားရေးလုပ်ငန်းရှင်တအူးအနေနဲ့လည်းထမ်းမြတ်စွာရက်တည်နေရဲ့ရီဘကာဝင်းရဲ့စူးစမ်းမှုကတော့တကယ့်ကိုအားကျစရာကောင်းပါတယ်။ အရမ်းမြင့်ခမမန်စတိုင်နဲ့လူတီများတဲ့ကချင်တိုင်းရင်သူလေးဆိုရော်ရေဘကဝင်းကအခုဆိုရင်တော့ jewelry vine ရေဘခါဆိုပြီးတော့ကိုပိုင်စိန်ရွှေရတနာဆိုင်ကြီးကိုဖွင့်လှစ်ပြီးစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ခန့်ခန့်ညာညာနဲ့ယက်တည်နေပါပြီရေဘကဝင်းဆိုတာနဲ့သူမရဲ့ထူးခြားတဲ့အတန်သူ့ရဲ့အောင်မြင်တဲ့တခြင်းကောင်းတွေကိုပရိသတ်တွေအားလုံးမှတ်မိနေကြမှာပါ ဒါပေမဲ့အခုချိန်မှာတော့သူမကအစိုးရတရားဆိုတဲ့ဂုံပုတ်အပြင်ဒိမ်မောင်းတောင်းချီတန်တဲ့ဆင်ရွှေရတနာလုပ်ငန်းကြီးရဲ့ပိုင်ရှင်တဦးဖြစ်လာပါပြီ။ဒီလုပ်ငန်းကိုသူမဘယ်လိုစတင်လုပ်ကင်ခဲ့တလဲဆိုတာကစိတ်ဝင်စားစရာကောင်းပါတယ်။အစပိုင်းမှာတော့ရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းတွေကိုခင်မင်မှုနဲ့ရတနာတွေရောင်းချပေးရကနေစတင်ခဲ့ရလို့ဆိုပါတယ်။သူစီကပစ္စည်းတွေနဲ့အည်သွေးနဲ့ ဒီဇိုင်းကောင်းမွန်မှုတွေကြောင့်လူတွေကတယောက်စကားတယောက်နာနဲ့အားပေးကြရင်အခုလိုခန်းထားတဲ့ဆိုင်ကြီးကိုဖွင့်လှစ်နိုင်ခဲ့တဲ့အထိအောင်မြင်ခဲ့ရပါဒီနေရာမှာလူအများစုကထင်ကြီးပေးကြတာတခုရှိပါတယ် အဲ့ဒါကြတော့ရေဘကာဝင်းတယောက်အနုပညာလောကမှာအောင်မြင်ခဲ့တော့ဝင်ငွေကောင်းတာကြောင့်ဒီလိုမျိုးလုပ်ငန်းကြီးကိုတည်ထောင်နိုင်တာပေါ့ဆိုတဲ့ခံမှန်းချက်ပါပဲ။ဒါပေမဲ့ဒီအပေါ်မှာရေဘကာဝင်းကပုံမွင့်လင်းလင်းနဲ့ရှင်းပြခဲ့ပါတယ်။သူမကတော့အနုပညာအလောက်ကနေရတဲ့ပတ်စံက music video တပုတ်ရိုက်လိုက်အဝိစားတွေဝေလိုက်နဲ့ဘဲစားပဲကြည့်ပါပဲ။တကယ်တဲ့အနုပညာကနေအမျက်ကြံဖို့ဆိုတာမလွယ်ပါဘူး။အနုပညာကိုချစ်လို့သာလုပ်နေရပါလို့ဖြေကြားခဲ့ပါတယ်။ ဟုတ်ပါတယ်အနုပညာလောကကနေစီးပွားရေးလောကတွေကိုကူးပြောင်းပြီးတော့အောင်မြင်နေတဲ့သူတွေအများကြီးရှိတဲ့ထေကားမှာအခုသလောပရိသတ်တွေကြားမှာပါပါဇက်ဖြားမှာပြောစမတ်တွေနေသူကတော့အစရောရေဘကဝင်းပဲဖြစ်ပါတယ်။သူမရဲ့ဒီယတနာဆိုင်ကအနုပညာကျေးတွေနဲ့ဖွင့်ထားတာမဟုတ်ဘဲသူမလောက်ကိုင်းနေရဲ့တခြားသောစီးပွားရေးလုပ်ငန်းတွေကနေရတဲ့အကျိုးအမြတ်တွေနဲ့တည်ထောင်ထားတာဖြစ်ကြောင်းရှင်းပြခဲ့ရပါဒီစကားကသူမအစရောတယောက်ဖြစ်ရောက်တာမကတခြားစီးပွားရေးလုပ်ငန်းတွေကိုလည်းအောင်မြင်အောင်စီမံခန့်ခွဲနိုင်တဲ့စွမ်းဆောင်ရည်မြန်မာတဲ့အမျိုးသမီးတယောက်ဖြစ်ကြောင်းသက်သေပြလိုက်ပါတယ်

အစိုးရတရားနေနဲ့ပြည်ထောင်ရေးအချက်ကိုအပြည့်အဝရရှိထားသလိုစီးပွားရေးလုပ်ငန်းရှင်တအူးနေနဲ့လည်းထမ်းမြတ်စွာရပ်တည်နေတဲ့ရေဘကာဝင်းရဲ့ကြိုးစားမှုကတော့တကယ့်ကိုအားကျစရာကောင်းပါတယ်။အနုပညာမှာရောစီးပွားရေးမှာပါဟန်ချက်ညီညီရှေ့ဆက်နေတဲ့သူမရဲ့ခြေလမ်းတွေကမျိုးဆက်တဲ့အမျိုးသမီးတွေအတွက်တော့ role model တယောက်လို့တောင်ဆိုနိုင်ပါတယ်ရှင်။ကဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။အနုပညာရှင်တယောက်ကစီးပွားရေးမှာပါအောင်မြင်နေတာကိုဘယ်လိုမြင်ကြပါသလဲ။ကျမတို့ရဲ့ comment box မှာကိုယ့်ရဲ့အမြင်လေးတွေကိုဝင်ရောက်ရေးသားဆွေးနွေးပေးခဲ့ကြပါဦးနော်။ နောက်ထပ်လည်းစိတ်ဝင်စားစရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်